တိုင်းပြည်တစ်ခုလုံးမဲမောင်ကြနေပြီးကောင်းကင်ရံမှာနဇိုးတွေနဲ့မယ်လီယိုဒက်တို့ကကြာနေခဲ့ကြတာတခြားအစင်းမင်းတဲ့နဇိုးတွေကိုလည်းအဲလစ်ဘတ်တယောက်ဟာမြင်နေရပါတယ် အဲ့ဒါကတော့တူမရဲ့အိမ်မက်ပဲဖြစ်ပါတယ်။ဘယင်ကြီးကိုတူမကဒူစီယိုက်ခုနှစ်ပါးနဲ့ဂီထွက်တဲ့ဆိုတော့အိမ်မက်မက်ကြောင့်ပြောပြခဲ့ပြီးဘိုးအပ်လေးကိုထွက်လာခဲ့ပါတယ်။ဒီနေ့မှာတော့အကုံလုံးဟာဝဇားတက်လေးတွေနဲ့လှပနေခဲ့ကြပါတယ်။မနက်ပြန်ကစုပေးပွဲဆိုတော့ဒီညပါတီလုပ်ကြမယ်ဆိုကဘိုးအပ်လေးတဲမှာစီကားနေခဲ့ပါတယ်။အဲ့ဒီညမှာဘန်ကတူဟာဒူစီယိုက်ခုနှစ်ပါးတွေကထွက်တော့မယ်ဆိုတဲ့အကြောင်းမယ်လီယိုဒက်စ်ကိုပြောကထွက်သွားဖို့အတွက်လုပ်ခဲ့ပါတယ်။ဟေးဘန်ဘာမှမပြောဘဲထွက်သွားတော့မလို့လား။မနေ့ကမင်းနဲ့ခေါင်းဆောင်ပြောနေတဲ့စကားကိုနှစ်စုံနှစ်ပြားကြားလိုက်တယ်။ လိန်နဲ့မင်ကြားမှာတကူခုရှိတယ်ဆိုတာကိုငါသိတယ်မင်းကငါညမနဲ့ပတ်သက်ပြီးတော့အဲ့ဒီလောက်ထိတောင်ဆိုတော့အမှန်တိုင်းပြောရရင်ပြောမိရဲ့ဒါပေမဲ့ငါညမကတည်ပြီးတယ်ပြီးတော့သူကဝယ်ခဲ့တဲ့နှစ်သငယ်တော်ဦးကလည်းမီးလောင်ပြကြသွားပြီးအဲ့ဒီတော့အခုမင်းဘက်ကိုတော်ဖို့စဉ်းစားနေတာလေလို့ကင်းကမင်းနေခဲ့ပါတယ်နှစ်သငယ်တော်ဦးကိုလေလို့ပြောလိုက်တော့ကင်းကမျက်လုံးပြူသွားရကသူတို့ကိုဂျယ်ရီဂျိုကလည်းကြောင်းကြည့်နေခဲ့ပါတယ်မနက်မှာတော့ဘယင်ကြီးကဒူစီအိုက်ခုနှစ်ပါးကိုစုကြည့်မြင်ပွဲကျင်းပပေးခဲ့တယ်ဟော့ကလည်းတပြေးပြေးနဲ့ပုံမှန်ရွယ်စားကိုပြောင်းရောင်းနေခဲ့ပြီးပဲဖြစ်ပါတယ်ဘန်နဲ့ကင်းက အတူတူပြောင်းနေတယ်နော်လို့ကိုတာကပြောလိုက်ပြီးမြင်းမျက်စိတွေထဲမှာဒူးစရိုက်9ပါးကိုအမြင်မကြည့်တဲ့သူတွေလည်းရှိလို့နေပါသေးတယ်ဒူးစရိုက်9ပါးနဲ့စားချင်းစားချင်ရှင်လင်းရေးပူကြီးဒီနေ့တိုင်းပြည်ကိုကာကွယ်ခဲ့တဲ့မင်းတို့ရဲ့သူရဲကောင်းဆန်တဲ့လုပ်ရက်အတွက်မင်းတို့ကိုငါကိုတော်စုကြမယ်လို့ဘယင်ကြီးကပြောနေခဲ့ပါတယ်ဘယင်ကြီးရဲ့စကားအဆုံးမှာတော့မယ်လီယိုဒက်စ်ကစူးချင်းမြင့်ချင်ကိုကန့်ကွက်ပါတယ်အဲ့ဒီလိုပြောချင်တဲ့လူတွေရှိနေကြတယ်ထင်တယ်လို့ပြောလိုက်ပါတယ်ပြောချင်တာရှိရင်ပွင့်ပွင့်လင်းလင်းပြောနိုင်ကြောင်းမယ်လီယိုဒက်စ်ကပြောလိုက်တဲ့အခါမှာတော့အာဇူရာစကိုင်းရဲ့ပလိစ်တုံးရောက်ကထွက်လာခဲ့ပါတယ်သူရဲကောင်းကြီးတန်ဆဲ စာမားရဲ့လက်ထောက်တွေပြကြတဲ့ Platinum နဲ့ Diamond Sin 2ရဲ့ကောင်းတွေကတွက်လာခဲ့တာဖြစ်ပါတယ်။သူတို့အပြင်နောက်ထပ်လူတွေရှိသေးလားလို့ Meliodas ကမိလိုက်ကပွင့်မနေနေရှိတာကတုံ့ရောက်ပဲဆိုတော့ပြဿနာကပါလေလို့မိလိုက်ပါတယ်။သူတို့တွေတဲကခေါင်းဆောင်မြင်အတူတူကတိုင်းပြည်ကိုကယ်တင်ခဲ့တဲ့ဒနာရီလာသူရဲ့ကောင်းတွေရဲ့စွမ်းအားကဘယ်လောက်ရှိလဲမြင်ချင်လို့ပါလို့ပြောခဲ့ပါတယ်။ဟိုတစ္ဆပေါင်း၂ယောက်ကကျွန်တော်တို့ကိုနယ်ဘက်ကိုပို့လိုက်တာကြောင့်ခမရတို့ရဲ့စွမ်းအားကိုကိုယ်တိုင်တီမပြရသေးတဲ့၍ဒီရလက်ကိုကျွန်တော်တို့လက်မခံနိုင်ပါဘူးလို့ပြောခဲ့ပါတယ်။ဘယင်ကြီးကသဘောကျလို့လို့ကွင်ပြလိုက်တဲ့အခါမှာတော့တဲ့ယောက်ကတူရင်သွားမယ်ဆို ပြီးတော့ထွက်လာပါတယ်။ဝက်ဆရာကြီးကနေုံလို့ပြောလိုက်က Magic 290, Strength 190, Sprint 100, Power Level 160ပေါ့လေ။ဒါပေမဲ့စိတ်မကောင်းစွာနဲ့မင်းကငါ့အတွက်ပြန်မမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ငါ့အစားမယ်လီယိုဒက်စ်ကတိုက်ခိုက်လိမ့်မယ်လို့ပြောလိုက်တော့အစားတွေကငါလည်းအဲ့ဒီလိုလုံးမလို့လေ။မင်းကဘာဖြစ်နေတာလဲလို့မယ်လီယိုဒက်စ်ကလည်းပြောလိုက်ပါတယ်။တကယ်တော့ဝက်ဆရာကြီးကိုမာလင်ကစွမ်းအားရီကိုမြင်နိုင်တဲ့မော်မျက်လုံးနဲ့လှုပ်ထားတဲ့နဇွဲလေးကိုပေးထားတာဖြစ်ပါတယ်။ဘိုလာမော်မျက်လုံးဆိုတာကကစိုးတွေကိုယူဆောင်လာပြီးသူ့ရဲ့ရန်သူတွေကိုအကဲပြတ်နိုင်တဲ့မျက်လုံး ုံးတစ်လုံးနဲ့ရှိတဲ့နဗျာရဲ့နာမည်ကိုဆွဲပြုပြီးခေါ်တာဖြစ်ကြောင်းမာလင်ကပြောပြခဲ့ပြီးအပြင်မှာလမ်းလျှောက်နေတဲ့စစ်တီတွေကိုတစ်ချက်ကြည့်ခိုင်းလိုက်ပါရယ်အဲ့ဒီမျက်လုံးနဲ့သာဆိုစွမ်းအားစုစုပေါင်းပြင်တေချာအာယုံစူးစိုက်လေးခွဲခြားပြီးတော့မြင်နိုင်လေးပဲဖြစ်ပါရယ်သူ့ရဲ့စွမ်းအားကရောဘယ်လောက်ရှိလဲလို့ဝက်စရာကြီးကမေးတဲ့အခါတထောင်နဲ့မြောက်ရင်3000လောက်ရှိတာပေါ်လို့ပြောခဲ့တာကြောင့်သူ့ကိုယ်သူစွမ်းအားရမ်းမြင်တယ်လို့ထင်နေခဲ့တာလည်းဖြစ်ပါရယ်ပွဲစားတာနဲ့မယ်လီယိုဒက်စ်ကသူ့ရဲ့တခါချက်တွေကိုမြန်ဆောင်ပြလိုက်ပြီးတစ်ချက်ကြွေတဲ့လိုက်တော့မှောက်သွားခဲ့ကအဲ့ဒီလူကပြန်ထလာခဲ့ပြီးတော့ဒီလောက်လေးပဲလားအဲ့ဒါဆိုရင်တော့ ော့ဟန်ရီဆန်နဲ့ဒွန်ဖက်တို့ကဘာမှမဟုတ်ဘူးပဲလို့လေဂျန်နေခဲ့ပါတယ်။မင်းလိုလူဆိုသူတို့ကခဏလေးနဲ့တက်လိုက်လို့ရတယ်။ဘာရီပြခဲ့လို့သူတို့တွေယူကြောင်ကြောင်လုံးနေတာလည်းမတီးပေမဲ့ငါတီးခဲ့တဲ့သူတို့ကတော့အမှန်တော်ကိုပဲလုံးရမယ်ဆိုတော့နှလုံးသားနဲ့လုံးနိုင်တဲ့မြင်းမျက်စိတွေပဲလို့မယ်လီယိုရက်စ်ကပြောလိုက်ပါတယ်။မင်းမဆွမ်းရတော့ရှိပါရဲ့။ဒါပေမဲ့ဒီနေရာမှာဘာမှရှိမနေဘူးဆိုကနှလုံးကိုလည်းနဲ့ထောက်ပြလိုက်ပါတယ်။သူ့ကိုတင်သေးတယ်ဘောဆိုကတရဇက်ထိုးတဲ့အခါမှာတော့မယ်လီယိုဒက်စ်ကလက်ကလေးနဲ့တောက်လိုက်ုံနဲ့လင်းထွက်သွားပါတော့တယ်။ဝက်စရာကြီးကမယ်လီယိုရဲ့ရဲ့စွမ်းအားကိုကြီးလိုက်တဲ့အခါမှာတော့မ ဂျစ်400 Strong 960 Sprint 1010စုစုပေါင်းပါဝါ3390ဆိုတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ Azura Sky ကလူတွေကလည်းသူ့လူကိုတူပြန်တန်းသွားကတလောင်းနဲ့တော်ပါပြီ Meliodas ရဲ့ဇွမ်းအားကိုယုံပါပြီဆိုကထွက်သွားခဲ့ကြပါတယ်ဝက်စီယာကြီးကအဲ့ဒီလူတွေကြောက်လို့ထွက်ပြေးသွားတာပဲလို့ပြောနေတော့စွမ်းအားဆိုတာကအချိန်နေတဲ့ချိန်ကပေါ်လိုက်ပြီးအပြောင်းလဲရှိရလို့ကိုတာကပြောပြခဲ့ပါတယ်ကိုတာကလည်းအရာတွေကိုမြင်နိုင်တယ်ပေါ်လို့ဟောကမီတော့သူ့မှာတခါတည်းပါပြီးသားလို့ပြောပါတယ်ကိုတာရဲ့ပါဝါကိုကြည့်လိုက်တဲ့အခါမှာတော့ Magic 1300 Strength 900 Spirit ထောင်တုံးရစုစုပေါင်းပါဝါတုံနောက်တရာဆိုတာကိုမြင်လိုက်ရပါတယ်ကိုတာကလည်းဟော့ကိုပြန်ကြည့်လိုက်ပြီးတော့စားချင်းစားချင်စားချင်းနေရေးဘူကြီးက Magic 0 Strength 25 Sprint 5ပါဝါ30ဆိုပြီးတော့ပြောလိုက်ပါတယ်မင်းကဘာလို့၅ဆင်းကိုကြော်နေရတာလဲဆိုပြီးဝစီယာကြီးကပြဿနာရှာနေခဲ့ပါတယ်ဒီယာနေကတော့ Magic 900 Strength 1650 Sprint 480ပါဝါ3250ဆိုတာကိုတွေးလိုက်ရပြီးဘာရီဖြစ်နေတာလဲလို့ဟော့ကပြောနေခဲ့ကငါတို့9ယောက်လုံးက3000ဓာတ်မာလီလို့ကိုတာကပြန်ပြောလိုက်ပါတယ်ဒါဆိုမာလင်ကရော်ဆိုပြီးကြီး လိုက်တော့ magic 3540 strength 90 spray down 130စုစုပေါင်းပါဝါ4930ဆိုတာကိုမြင်လိုက်ရပါတယ်အဲ့ဒီရောမှာဟောလေအကုန်လုံးကငှက်တက်များနေတယ်ဆိုကစိတ်တော့ကရောက်နေခဲ့ပြီးဘယင်ကြီးကစုစိတ်ပေးလိုက်ပြီးတဲ့နောက်မှာတော့တူအရန်ကိုပြောင်းနေခဲ့ပါတယ်စုမပေးခင်ညာကဘယင်ကြီးကသူတို့ကိုခေါ်တွေ့ခဲ့ပြီးနမိတ်အစ်စ်အနေနဲ့အရေးစဲကူးကိုမြင်ခဲ့ကြောင်းပြောခဲ့ပါတယ်တောင်ဘက်မှာရှိတဲ့အတိုင်းပြည်ဖြစ်တဲ့ကမ်မလော့စီကိုမကောင်းဆိုးဝါးငွေသက်တွေကနီးကပ်လာနေတယ်လို့ပြောပါတယ်ဘန်နဲ့ဂင်တို့ကထွက်သွားလို့စုရစိတ်တွေကိုထိန်းသိမ်းထားလိုက်အောင်လို့ပြောတော့တူမအိမ်မက်တွေက တိုင်းပဲလို့အဲလီစ်ဘတ်ကပြောလိုက်ပါတယ်အဲ့ဒီလိုသားဆိုအရေးစဲကူနဲ့မယ်လီယိုရက်စ်တို့တိုက်ခိုက်တာကလည်းတကယ်ဖြစ်လာမှာပဲဆိုကာအဲလီစ်ဘတ်တယောက်ဟာစိတ်ပူနေပါတယ်ဘန်းနဲ့ခင်ကဘာလို့တွက်သွားတာလဲလို့ဒီယာနဲ့ကိုမီးတော့သူမလည်းအဲ့ဒီအကြောင်းကိုတီးကျင်နေတာဖြစ်ကြောင်းကောင်းဆောင်ကလည်းဘာမှမပြောပြဘူးလေလို့ပြောလိုက်ပါတယ်ဘန်းနဲ့ခင်တို့ကတော့နတ်ငယ်တော်ဦးစီကိုတွားနေခဲ့ကြကာနတ်ငယ်တော်ဦးကလုံးဝပျောက်သွားပြီးဘာမှမရှိတော့ဘူးဆိုတာကိုလွန်ခဲ့တဲ့ဆယ်နှစ်ကငါမျက်စိနဲ့မြင်ခဲ့တယ်လို့ကင်းကပြောလိုက်ပါတယ်မင်းနဲ့မဆိုင်ဘူးငါနောက်လိုက်မလာနဲ့လို့ပန်ကလည်းပြန်ပြောနေခဲ့ကာမင်း င်းမှန်တရားကိုမပြောပြတရွေ့ငါကတော့လိုက်နေမှာပဲလို့ကင်းကလည်းပြန်ပြောခဲ့ပါရယ် ဟောကတော့သူစုရတဲ့အတွက်ရန်ကုန်ကုန်ယူနေခဲ့ကလမ်းမှာတော့ဟောက်စာတို့နဲ့တွေ့ခဲ့ပါတယ် drivers ကဟန်ဒရီဆန်နဲ့တက်ခိုက်ရမှာတည်ဆုံသွားပြီဆိုပေမဲ့ဟောက်စာကိုကြီးမားတဲ့တန်ရာဘေးကဒေါင်ရောကလူတွေအားလုံးကိုတတ်သွားတယ်ဆိုတာကဟုတ်လားလို့ meliorus ကမေးလိုက်ပါတယ်ဒီတိုင်းပြည်ကိုမင်းတို့၃ယောက်ကိုအထားခဲ့ပြီလို့ပြောက meliorus တို့ကထွက်သွားခဲ့ပါတယ်အဲဒီတော့မှသူတို့၃ယောက်လည်းအမှန်တရားကိုရှာဖွေဖို့အတွက် drivers ရဲ့ခံကနေစားပြီးတွားရှာကြစို့လို့ပြောလိုက်ပါတယ်တပတ်မှနှစိုးပြစ်သွားတဲ့ဟန်ဒရီဆန်ကတော့ဂိတ်တကားကိုပင်ဖို့အတွက်စူးစမ်းနေခဲ့ပါတယ် meliorus တို့ထွက်သွားတော့ ော့မယ့်အချိန်မှာတော့တုံလုံးမှုကြီးတစ်ခုဟာဖြစ်ပေါ်လာခဲ့ပြီးမယ်လီယိုရက်စ်ကကြောက်နေခဲ့ပါတယ်အခမ်းအနားပြီးသွားပြီပေါ့လို့ဟန်ဒရီဆန်ကိုဒရိုင်ဗာစ်ကပြောနေခဲ့ကသူမျက်နှာမှာလည်းနှစိုးမှတ်တာကိုတွေ့လိုက်ရပါတယ်ဟန်ဒရီဆန်ကလည်းဘာမှနားမလည်နိုင်ဖြစ်နေခဲ့ကဒရိုင်ဗာစ်မင်းပါတွေပြောနေတာလည်းလို့မိလိုက်ပြီးတူအနောက်မှာရိမဲတွေကိုလည်းတွေ့လိုက်ရပါတယ်ဒါကပါလေငါခံစားမိနေတဲ့ပုံမှန်မဟုတ်တဲ့တည်ရှိမှုကြီးပဲလို့ဟန်ဒရီဆန်ကပြောနေပြီးနှစ်သုံးထောင်ထောင်ရှိပြီနော်ငါရဲ့ရေပေါ်ရေပတ်တို့လို့ဒရိုင်ဗာစ်ကပြောနေခဲ့ပါတယ်နှစ်သုံးထောင်ဟုတ်လားအဲ့ဒီကောင်တက်ရှင်နေသေးတဲ့ပေါ်မယ်လီယိုရက်စ်လို့ပြောနေတဲ့မယ်လီယိုရက်စ်နဲ့ င်းပုံစံတူလူတယောက်ကိုလည်းတွေ့လိုက်ရပါတယ်။